ဓမ္မံတရဏံကိသာဇေဝိတပရိယန္တံသံဃံတရဏံကိသာဣဇတကေပါဠုပေတံဗုဒ္ဓံတရဏံကိသာဣဇတကေပါဠုပေတံဓမ္မံတရဏံကိသာဣဇတကေပါဠုပေတံသံဃံတရဏံကိသာမိမှတ်မိရဲ့လား ဖြစ်ပြင်ဟာတွေတို့တော်စင်မြာဘာသာရေးကိုနားမလဲခြင်းနေအဲ့ဒီသုံးမျိုးလေးကြိုးစားပြီးတော့ဆိုပေးဖို့မလိုလားအဲအဲ့ဒါမျိုးလေးလောက်လာရင် တို့တော်စင်တို့ဘဝတွေအစစရရတွတ်တက်အောင်မြင်လာတာတွေတွေ့လိမ့်မယ်အောင်မြင်ပြီးသားဖြစ်နေရင်လည်းဆက်လက်ပြီးတော့အောင်မြင်တာကိုတွေ့ရလိမ့်မယ်ကြိုးစားဖို့မလိုလားလို့တဲ့အဲ့ဒါကြောင့်တရဏဂုံ၃ပါးဆွဲဆွဲမြဲမြဲစောက်တည်ခြင်းတဲ့ပြောကြည့်ပါဦး တရဏဂုံသုံးပါးဆွေဆွေမြဲမြဲဆောက်တည်ခြင်းကဲနောက်တစ်မျိုးက၅ပါးသီလစောင့်ထိန်ခြင်းတဲ့ပြောကြည့်ပါဦး၅ပါးသီလစောင့်ထိန်ခြင်းတို့သူတော်စင်များ၅ပါးသီလသိတယ်မလားကဲပါဏာတိပါဒဝေရမဏိသိက္ခာဗရံသမာရိယာမိမြန်မာလိုပါပြောလေသူအသက်သက်ချင်းမှရှောင်ကျင်ပါ၏ပြောကြည့်ပါဦးသူအသက်သက်ချင်းမှရှောင်ကျင်ပါ၏ ကဲနောက်တစ်ခုသွားပြီးတော့ကြည်လိုက်ရင်အဒိဏဒါနာဝေရမဏိသိခါဗရံသမာရိယာမိဘလို့ပါတာပြန်မလဲသူတစ်ပါးပစ္စည်းဥစ္စာကိုခိုးယူခြင်းမှာရှောင်ခြင်းမာ၏ပြောကြည့်ပါသူတစ်ပါးပစ္စည်းဥစ္စာကိုခိုးယူခြင်းမှာရှောင်ခြင်းမာ၏ဘယ်နှမျိုးရကဲနောက်တစ်မျိုးကကာမေတုမိစ္ဆာစာရာဝေရမဏိသိခါဗရံသမာရိယာမိမြန်မာလိုပါပြော သူတပါသမယားကိုပြင်မစော်ကားခြင်းမှရှောင်ကျင်ပါ၏ဘယ်နှမျိုးရဘဲနောက်တစ်မျိုးကကြတော့မုတာဝါဒဝေရမဏိသိက္ခာဗရန္တမာရိယာမိညမလိုပါပြောအဲလိညာပြောဆိုခြင်းမှရှောင်ကျင်ပါ၏ကဲနောက်တစ်ခါသူရမေရယမစ္စဗမာရထာနာဝေရမဏိသိက္ခာဗရန္တမာရိယာမိတဲ့ကဲညမလိုပါပြောအဲတေယီတေယတောက်စားခြင်းမှရှောင်ကျင်ပါ၏ ပေါင်းရင်၅ပါးသီလပေါ့ဘယ်နှပါးသီလအေး၅ပါးသီလအဲ့ဒီ၅ပါးသီလတော့လုံရင် ကိုလူဟာတော်တော်လူကောင်းဖြစ်နေပြီဟုတ်တယ်မဟုတ်လားအဲ့ဒါကြောင့်ဒုသူတော်စင်များလူတော်လူကောင်းဖြစ်အောင်တက်နိုင်တယ်များကြိုးစားဖို့လိုတယ်ပေါ့ဒီနေရာမှာအရေးကြီးဆုံးကတော့ဒုလူမျိုးပျက်စီးနေတာကဒီခေတ်မှာအရက်နဲ့ပျက်စီးနေကြတာများတယ်။ဘာနဲ့ပျက်စီးတာ။အေးအရက်နဲ့ပျက်စီးပြီးတော့နိုင်ငံရဲ့သားကောင်းယရနာတွေအလကားနေရင်ဆုံးရှုံးရတယ်။ မျိုးသက်တဲ့ဦးဇင်းတို့ရဲ့ new generation ဖြစ်ကြတဲ့ပုံကူများမျိုးသက်တဲ့လူငယ်ဖြစ်တဲ့ပုံကူတွေသည်အတွေ့အမြင်တွေရှေ့မရောက်ဖဲနဲ့မူးတယ်ရစ်တယ်အဲ့ဒါလေးနဲ့တဲ့နောက်တစ်ခုကကာမဂုဏ်နဲ့ပြောတယ်ဒီနှမျိုးလေးနဲ့သာလဲပတ်ပြီးတော့သာနေရင်ဒီလူမျိုးသည်တစ်ပြေးပြေးနဲ့တို့သူတော်စင်များပြူလူမျိုးပျောက်တယ်လို့ပျောက်သွားပါလိမ့်မယ်လူငယ်မတိုးတက်ရင်ဒီလောက တိုးတက်နိုင်ရလားမတိုးတက်နိုင်ဘူးခုသာသနာတော်နဲ့ပတ်သက်ပြီးတော့ တို့သူတော်စင်များသာသနာ့ဘောင်မှာဘုန်းကြီးတွေရှိတာမှန်တယ်။ဒါပေမဲ့အဲ့ဒီဘုန်းကြီးကကိုယ့်အလုပ်ကိုယ်လုပ်ပြီးတော့မနေရင်အဲ့ဒီသာသနာသွားမှာပဲ။ဟုတ်တယ်မို့လား။သာသနာတော်နဲ့ပတ်သက်ပြီးတော့စာသင်သင်တာသင်ရမယ်။ကိုတက်လာရင်ပြန်လည်ပြီးတော့ပို့ချပေးရမယ်။သာသနာရေးလုပ်ငန်းတွေကိုကြကြနနလုပ်ရမယ်။ဘယ်ရှုတော်ကလိုနေတာလဲ။သာသနာရေးနဲ့ပတ်သက်လို့ဘယ်လိုလုပ်ရင်ပို့ပြီးတော့ကောင်းမလဲ။ကိုယ့်သာသနာအောင်မြင်လာအောင်တောင်းတန်းတေတာဘယ်လိုလုပ်မလဲ။နိုင်ငံတကာကိုထွက်ပြီးတော့ဘယ်လိုတွေလုပ်မလဲ။ အဲ့ဒါမျိုးစဉ်းစားချက်တွေနဲ့တို့တော်သည်များကိုယ့်ရဲ့စာပေအကြီးသွေးတွေကို ဖြည့်ထားဖို့မလိုဘူးလားလို့တဲ့တန်ဃာတော်များကအဲ့ဒါမျိုးဖြည့်စည်းပြီးတော့သာသနာလုပ်ငန်းလုပ်နေကြရင်ဒီသာသနာမကွယ်ဘူးနောက်တစ်ခုကတရားတွေကိုလည်းလက်တွေ့ကျင့်သုံးနေရင်သာသနာမကွယ်ဘူးပြောကြည့်ပါတရားတွေကိုလက်တွေ့ကျင့်သုံးနေရင်သာသနာမကွယ်ဘူးဒီလုပ်ငန်းနှမျိုးကိုသာသနာဝန်ထမ်းဖြစ်တဲ့ပုဂ္ဂိုလ်ကကြကြနန္နမလုပ်တော့ရင်တို့သူတော်စင်များဖုန်ကြီးဘလောက်များများကိုယ်မဲ့သာသနာဘာသာသနာ ကွယ်မဲ့သာသနာနောက်တို့သူတော်စင်တို့ဘုရားဘာသာတွေမရှိဘူးလားအဲ့ဒီမှာလည်းပဲဘုရားဘာသာလို့အမည်ခံထားတာတော့မှန်တယ်နောက်မှတ်ပုံနဲ့နဲ့ကြည့်လိုက်ရင်တော့ဗုဒ္ဓလို့ရေးထားတာတွေ့တယ်ဒါပေမဲ့ဗုဒ္ဓအကြောင်းမေးကြည့်လိုက်ရင်ဘာဆိုဘာမှမသိဘူးတို့သူတော်စင်များဟိုတနေ့ကဒါဥစဉ်တို့ကြောင်းတဦးဆိုလာရောက်လာတယ်နော်ရောက်လာပြီးတော့ကဲကြော့လိုက်ကြလို့ပြောတော့ဟောကာသာကြော့ကမရဘူးတို့သူတော်စင်များ ဘုရားဘာသာတော့ဘုရားဘာသာဩကာသကရောကမရဘူးဆိုတော့ဘာလို့လို့လို့ရမှလည်းမသိဘူးဘာတိလပေးလို့ပေးရမှလည်းမသိအဲ့ဒါမျိုးတွေဖြစ်ကုန်တာမရှိဘူးလားအဲ့ဒါကြောင့်တို့သူတော်စင်များဘုရားဘာသာဖြစ်တဲ့ပုဂ္ဂိုလ်သည်ဘုရားဘာသာနဲ့ပတ်သက်လို့ထိုက်တင်တဲ့လောက်တော့သိဖို့မလိုဘူးလားဟေးဘုရားဘာသာနဲ့ထိုက်တင်တဲ့လောက်သိဖို့လိုတဲ့ခုဥစဉ်တို့တောင်နန်းဒေသချင်းပြည်နယ်ဘက်ကနေပြီးတော့ပြန်ရောက်လာကြတာအဲ့ဒီဘက်မှာကြည့်လိုက်ရင်ခုဥစဉ်တို့ဘုရားဘာသာနဲ့ပတ်သက်ပြီးတော့သူတော်ဘာတွေကိုသွားပြီးတော့ကြည့်လိုက် တော်တော်ချင်းနေဘုရားဘာသာနဲ့ပတ်သက်ပြီးတော့အောက်တန်းတော်တော်ကြနေတာလေအများကြီးဘုရားဘာသာမဖြစ်ကြတော့ဘူးဘုရားဘာသာမဟုတ်တော့ဘူးတင်းနေသူတော်ဘာတ်တွေပဲပါရင်ပါရင်ပါရင်နဲ့တို့တော်စင်မြဘုရားဘာသာအဖြစ်ကနောက်ဆုံးမှကြံနေကြတာတွေမရှိဘူးလားဘုရားဘာသာအဖြစ်နဲ့နောက်ဆုံးမှကြံနေကြတိုးတက်မှုအားလည်းမရှိဘူးဘာသာဝင်တိုးတက်တာလည်းပဲမရှိဘူးအဲ့ဒါမျိုးတင်းပြင်းနေနိုင်ငံညာရောက်နေတယ်လို့ခံစားအနေထားတွေရှိတယ်တို့တော်စင်မြ ုံးစားမယ်ဆိုဘယ်နဲ့စားမှမသိဘူးဝင်တဲမယ်ဘဏတဲရမှမသိအဲ့ဒီပြဿနာတွေအများကြီးမရှိဘူးလားအဲ့ဒါမျိုးဟာတွေကိုဘုန်းကြီးလောကလူလောကသိဖို့လိုတယ်ပေါ့မသိရင်အခုမြင်နေရတဲ့ဘုန်းကြီးတွေအများကြီးကြည့်ပြီးတော့သာသနာတုတ်တက်တာပဲထုံးကားတာပဲလို့ထင်နေတတ်တယ်ဒုသူရောစင်များလှုပ်เสียလုပ်ငန်းတွေအများကြီးမရှိဘူးလားရှိတယ်ခုပတ်သက်လို့ဒုသူရောစင်များလှုပ်เสียလုပ်ငန်းတွေအများကြီးသူတော်ဘာနိုင်ငံကိုကိုယ်သာသနာပို့ခြင်းနဲ့ဆိုရင် foreign language တစ်ခုကိုရထားဖို့လိုတယ် နိုင်ငံားဘာသာစကားတစ်ခုခုမှာကိုမတက်ရင်သူတို့ဘာသွားပြီးတော့တို့သူတို့စမြန်မြန်မာလိုပြောလို့ရပါမလားမရဘူးကိုပြောကျင်တဲ့အကြောင်းအရာကိုနိုင်ငံားဘာသာစကားတစ်ခုခုနဲ့ပြောရခုဥစဉ်လို့ပါဠိတင်ထားတာမှန်တယ်သဗ္ဗဘာပတအာကသူတို့ဘာနိုင်ငံနာလဲပါမလားမလဲဘူးယူထိုးမီသဗ္ဗဘာပတအာကရဏအိုင်ဒိုနိုသမီးမျိုးသဗ္ဗဘာပတအာကရဏဘာပြောတာလဲလို့ပြန်ပြောမှသိကြတယ်ဟုတ်တယ်မလားအဲ့ဒါဆိုရင်သဗ္ဗဘာပတအာကရဏ not to do any evil လို့ ဦးဇင်းတို့ကအင်္ဂလိပ်ကိုပြောမပြီးသူတို့နားလဲပါမလားမလဲဘူးဆိုတာကိုတို့သူတို့အစဉ်များသာသနာဝန်ထမ်းဖြစ်တဲ့ပုဂ္ဂိုလ်ကလည်းချက်ချက်နဲ့နားလဲဖို့လိုတယ်အဲ့ဒါတွေနားလဲပြီးတော့လုပ်ဖို့ရတာအခုဦးဇင်းကကြောင်းလိုက်လေဒီထောင်ထားပြီးတော့ကိုယ်ငယ်လေးတွေမွေးတယ်၁၀နှစ်ကနေ၁၃နှစ်ရဲ့ဦးဇင်းကြောင်350ရှိတယ်အဲ့ဒီအရွယ်လေးတွေမွေးပြီးတော့ပါဠိစာပေသင်ပေးတယ်အင်္ဂလိပ်စာပေသင်ပေးတယ်ကွန်ပျူတာသင်ပေးတယ်တို့သူတော်စင်တို့ရဲ့သာသမီလည်းပဲ နော်တကယ်လို့များနေကတက်လာတဲ့ပုဂ္ဂိုလ်များရှိလို့သာသနာ့ဘောင်ကိုပို့ကျင်နေဆိုရင်ဦးစင်းကျောင်းမှာပို့ပေးလို့ရတယ်။အဲဒီပို့ပေးလို့ရှိရင်ဒီတိုင်းတော့လက်ခံတာမရှိဘူးပေါ့နာပရမသပီစည်ရင်ပေးရတယ်။အဲဒီလိုစည်ရင်ပေးပြီးသွားလို့ရှိရင်နှစ်ဆန်း၅ရက်တကြံပြပြီး၅ရက်နေ့မှာလာပြီးကျောင်းမှာဝင်ခွင့်စံမဝယ်ဖြစ်ရတယ်။ဝင်ခွင့်အောင်လို့ကျောင်းကိုဝင်ခွင့်ရရင်တို့တော်စင်များထောက်ပံ့မှုမလိုဘူး။ဦးစင်းတို့ကျောင်းကပဲအပီစီလုပ်ပေးတယ်။သင်္ကန်းတပိတ်ပြိခရာ သူပညာသင်ဖို့ရဒေါက်တာဘွဲ့ပြီးသည်ပြီးစီဘွဲ့ပြီးသည်ထိအဲ့ဒီကွင်းကိုတာဝန်ယူပြီးတော့ကျောင်းကနေဆောက်ရှောက်ရေးသုတ်သွားတယ်အဲကျောင်းမှာနေခွင့်ရရင်ပေါ့အဲ့ဒီပုံစံမျိုးလေးနဲ့လာမယ့်နှစ်မှာ150ဖြတ်တိုးပြီးတော့တန်ခါ900ဒီကျောင်းမှာမွေးဖို့လှုပ်ထားတယ်တို့သူတို့စင်တို့ရဲ့သာသမီတွေပို့ပေးမယ်ဆိုရင်ရတယ်ခုနပြောသလိုပဲစာကြိုကျက်ထားရမယ်ဝင်ခွင့်ဖြေရမယ်အဲဒီမှာကြည့်လိုက်တဲ့အခါတို့သူတို့စင်များအဲ့လိုမျိုးကျောင်းမှာသံမိုးဝဲဖြေခိုင်းတဲ့အခါကျတော့ တရံကိုတစ်နှစ်ကြာနောက်တစ်နှစ်ဆက်ပြီးတော့ကြာအဲ့ဒါမျိုးနှစ်ကြိမ်ကြာရင်ကျောင်းမှာနေခွင့်မပြုဘူးကျောင်းကထုတ်ပြစ်တယ်ဟုတ်လားအဲ့ဒီစနစ်နဲ့ကျောင်းမှာဒေါက်တာဝက်ပြီးပြီသူတို့ကိုပြုစုပြုထောင်ပေးတယ်တို့သူတို့စင်တို့ရဲ့သားသမီးတွေပို့ပေးလို့ရပါတယ်ဟုတ်လားအဲ့ဒီတိုင်လုပ်လို့ရဒီမှာကြည့်လိုက်ရင်သူရောကိုရောတော်တော်များများတောကနေတက်လာတာအများကြီးမရှိဘူးလားရှိတယ်ဦးစင်တို့ကတော့တောသားတွေပါပဲနော်တောကနေတက်လာတယ်ဒါပေမဲ့တောသားဆိုပေမဲ့မြို့ပေါ်မှာတက်ပညာသင်ခွင့်တွေရှိဘူးလားရှိတယ် လုပ်ပိုင်ခွင့်တွေအများကြီးရှိတယ်။ဘုန်းကြီးဝတ်ထားလိုက်လို့ချင်း free education အများကြီးရတယ်။နော် free education ဆိုတော့ပါဠိသင်ရင်လားအခမဲ့ပဲ။အင်္ဂလိပ်စာပေသင်ရင်လားအခမဲ့ပဲ။ကွန်ပျူတာသင်ရင်လားအခမဲ့ပဲ။တို့တို့ဆိုရင်လားဒါပေမဲ့ကို့မှာတော့ဘာရှိဖို့လိုတယ်လဲဆိုတော့ဘုန်းကြီးလုပ်ငန်းလေးလုပ်နေဖို့လိုတယ်။ဟုတ်တယ်မလား။အဲ့ဒီလုပ်ငန်းလုပ်နေရင်ဒီနိုင်ငံဒီလူမျိုးတွေဆင်းရဲပြီမဲ့တရားတရားအားမကောင်းဘူးလား။ကောင်းတယ်လူကြတန်းညာတို့တို့ဆိုရင်များ သာသနာတော်နဲ့ပတ်သက်လို့လူလီသေးမရှိအောင်ထောက်ပံ့ထားကြတာအများကြီးပဲအဲ့ဒါဥစဉ်တို့ဘက်ကလုတ်ဖို့ပဲလို့တာဟုတ်တယ်မဟုတ်လားအေးအဲ့ဒါကြောင့်ဒီလူမျိုးတိုးတက်ဖို့ရတော့အရက်မတော့ပါနဲ့ဘာမတော့နဲ့အရက်မတော့နဲ့အရက်တော့ရင်ဒီလူမျိုးကျုံဖြစ်မယ်ဆိုတာကိုကောင်းကောင်းသဘောပေါက်ဖို့လို့တယ်ဒီနေရာမှာလည်းပဲဒုသူတော်စင်များအရက်တော့တာနိုင်ငံတကာလည်းပဲအရက်တော့တာရှိတယ်ခုအမေရိကန်အင်္ဂလန်စတဲ့နိုင်ငံတွေမှာအရက်တော့ကြတာရှိဘူးလား ရှိတယ်ဒါပေမဲ့သူတို့နိုင်ငံကပုံပေါ်တယ်မီလီယံနာဘီလီယံနာတွေဖြစ်ပြီးတော့ကဘာမှာအုပ်ဆိုးထားတာရှိတယ်အရက်ကတော့တောက်တယ်ဒုစီကတောက်တာနဲ့သူတို့စီကတောက်တာတခြားစီပဲဒီကတောက်တဲ့ပုံကမဝမချင်းတောက်တယ်ချို့ဆိုမတိမချင်းတိတောက်တာမရှိဘူးလားအဲ့ဒီအဆင်မျိုးတိတောက်တယ်မူးတယ်ရမ်းတယ်ပြီးတော့တဖြည်းဖြည်းနဲ့ကျမ်းမာရေးတွေထုတ်ရုပ်တယ်လက်တုံချစ်တုံအဆင့်တိရောက်လာတယ်စီးပွားရေးမလုံနိုင်ဘူးတို့သူတို့စင်များကိုမလုံနိုင်လို့ကိုတည်သွားတာကိစ္စမျိုးမွေးထားတဲ့သားသမီးကြုံဖြစ်မယ်ဆိုတာ သဘောပေါက်ဖို့လိုသလားမလိုလားအဲ့ဒါကိုကောင်းကောင်းသဘောပေါက်ပြီးတော့တို့သူတော်စင်များလိမ့်လိမ့်မာမာနဲ့ကိုယ့်ဘဝလေးရှင်းသန်းဖို့မလိုဘူးလားလိုတယ်အဲ့ဒါကြောင့်၅ပါးတိလထောက်တည်ဖို့လိုပါတယ်ပါတိလ၅ပါးတိလထောက်တည်ဖို့လိုတယ်ကဲစုပေါင်းလိုက်လို့ရှင်းရင်တို့သူတော်စင်များနှစ်မျိုးရပါဘယ်နှမျိုးလဲနှစ်မျိုးအဲတရဏဂုံသုံးပါးဆွဲဆွဲမြဲမြဲထောက်တည်ခြင်းရဲ့၅ပါးတိလအဲစောင့်ထိန်ခြင်းရဲ့ကဲနောက်တစ်မျိုးကစည်ရံမဲချလူရန်ခြင်း ပါလူရန်ချင်းစေတံမေချလူရန်ချင်းတို့သူတော်စင်များစေတံမေချဆိုခုဘုရားပွဲတွေမှာမဲချတာမျိုးမရှိဘူးလားအဲ့ဒါမျိုးကုသိုလ်ကြတော့ပါပြည့်အောင်လေပါဖို့လိုတယ်ပေါ့စေတံမေလူရန်ရတာကတန်ဂိကဒါနာဘာဒါနာတန်ဂိကဒါနာဘယ်ဘုန်းကြီးလူမဲဘယ်ရဲ့လို့ကြာကြာနာနာမဟုတ်ပေါ့ချင်တဲ့ပုဂ္ဂိုလ်ကြာကျင်တဲ့စီကြာသွားအဲ့ဒါကိုတန်ဂိကစစ်စစ်ဖြစ်တော့အာလယပြက်တဲ့အတွက်ကြောင့်အဲ့ဒီကုသိုလ်မျိုးကဆင်းမြင့်နေအဲ့ဒါစေရံမဲချလူရံရင်ပြောကြည့်ပါဦး သေးသာမေချလူတန်းချင်းပေါင်းရင်ဘယ်နှမျိုးရသုံးမျိုးရပြောကြည့်ပါဦးဗါရဲလေတရဏဂုံဆွဲဆွဲမြဲမြဲဆောက်တည်ခြင်း၅ပါးတိလစောင့်ထိန်ခြင်းသေးသာမေချလူတန်းချင်းဘယ်နှမျိုးလဲအဲသုံးမျိုးရကဲနောက်တစ်မျိုးသွားပြီးတော့ကြည့်ရင်15ရက်တကြိမ်ဆွန်လောင်ခြင်းတဲ့ပြောကြည့်ပါဦးပြောကြည့်ပါဦးဗါရဲလေအေး15ရက်တကြိမ်ဆွန်လောင်ခြင်းဆိုတာ အဲ့ဒီ15ရက်တကြိမ်ဆွန်းလောင်းပေးရင်လေအဲ့ဒီပုဂ္ဂိုလ်ကဘဝဂတိတွေမြဲတယ်15ရက်တကြိမ်ဆွန်းလေးအ ਨੇ ဆုံးတကြိမ်တကြိမ်လောက်လောင်းလောင်းပေးလို့ရှင်ဘုန်းကြီးတန်ခါနဲ့ယန်းတန်ခါနဲ့တွေ့ခွင့်နေမရဘူးလားယန်းတန်ခါနဲ့တွေ့ခွင့်ရယန်းတန်ခါနဲ့တွေ့ရင်လေတွေ့ကြုံနဲ့အောင်လုပ်ဖို့လိုတယ်ပေါ့တို့သူတော်စင်များယန်းတန်ခါနဲ့ပတ်သက်ပြီးတော့ကိုမေးရမယ်အလုပ်ကရှင်မယကံဆိုတာဘာလဲဗျကံရဲ့အကျိုးဆိုတာဘာလဲဗျနိဗ္ဗာန်ကိုသွားခြင်းနဲ့ဘယ်လိုလုပ်မလဲဗျာ စီးပွားရေးလုပ်တဲ့ကဘလို့စိတ်ထားထားရမလဲဗျာလောကလူလူချင်းဆက်ဆံတဲ့ကဘလို့ထားရမလဲဗျာအဲ့ဒါမျိုးလေးတွေမေးဖို့လိုတယ်ပေါ့ဟာရှင်မယားမင်းညကဘွယ်ဘာနဲ့ပြတ်သွားဇီးစီလာတူးစီလာဝမ်းစီလာမလုပ်ပါနဲ့ဟောလားအဲ့ဒါမျိုးလုပ်ပြီးတော့သာသနာကိုဖျက်ဆီးနေတာလေအများကြီးမရှိဘူးလားအဲ့ဒါမျိုးဖြစ်ပြီးတော့သာသနာတော်ကတပြေးပြေးအောက်တန်းကျလာတယ်ဟုတ်တယ်မဟုတ်လားနောက်သွားပြီးတော့ကြည့်လိုက်ရှင်မယားအပိုင်လုံးလုံးပေါ့ဗျာအလေတိုင်းလေးနောက်ပိတ်လေးဒါမျိုးလည်းပဲမရှိဘူးလား အဲ့ဒါမျိုးတွေနဲ့ဆိုရင်ဒီသာသနာဘယ်မဲ့သုံးရတော့မလဲဟုတ်တယ်မလားအဲ့ဒါမျိုးမဖြစ်အောင်တို့သူတော်စင်များကသာသနာတော်ကြီးကိုအဲ့ဒါမျိုးစောစောကားကားအလုပ်တွေမလုပ်ပါနဲ့သာသနာတော်ကစင်တန်းမြင့်တဲ့သာသနာအထက်တန်းကျတဲ့သာသနာအာလုံးပြည့်စုံတဲ့သာသနာတော်ကြီးဟုတ်တယ်မလားအဲ့ဒါကြောင့်သာသနာတော်နဲ့ပတ်သက်ပြီးတော့တို့သူတော်စင်များကနေပြီးတော့ယန္တနာတွေကို25ရက်တည်းချင်းဆွန်လောင်ခြင်းတဲ့ပြောကြည့်ပါ25ရက်တည်းချင်းဆွန်လောင်ခြင်း သူ့ပေါင်းရင်ဘယ်နှမျိုးရကဲပြောကြည့်ပါဦးဘာတယ်လဲတရဏဂုံသုံးပါးဆွဲဆွဲမြဲမြဲစောက်တည်ခြင်းငါးပါးတိလစောင့်သိခြင်းသီရမေချလူရန်ခြင်း15ရက်တည်းချင်းသွန်လောင်ခြင်းဘယ်နှမျိုးကဲနောက်တစ်မျိုးကဝါစုသင်္ကန်းဆက်ကလူရန်ခြင်းပြောကြည့်ပါဦးဝါစုသင်္ကန်းဆက်ကလူရန်ခြင်းဝါစုချိန်မှာကိုစုပေါင်းပြီးတော့ဒါလောက်ကြတာလည်းမရှိဘူးလား เอ้ยยกกว่าก็เลยกูอ่ะวายวนပြီးတော့တက်နိုင်တယ်များလေကိုငွေလေးပါတော့ကိုပစ္စည်းလေးပါတော့ထဲ့ဖို့လိုတယ်ပေါ့အဲ့ဒါမျိုးလေးထဲ့ပြီးတော့တို့သူတော်စင်များကဝါဆိုသင်္ကန်းကပ်ဖြစ်သွားရင်ယဟန်တန်ကတော့ဝါတွင်မှာခยีမထွက်ကြဘာမှမလုပ်ကြဘူးဝါတွင်မှာခยีမဖြစ်မနေမှဘုရားကသွားခွင့်ပြုတယ်ဝါတွင်မှာလှည့်ပတ်ပြီးသွားခွင့်မရှိဘူးမရှိတဲ့အတွက်ကြောင့်အဲ့ဒီယဟန်တန်ကဒီ စာပေလုတ်တဲ့တန်ခါကလည်းစာပေကိုပိုလုတ်ဖြစ်စာရေးတဲ့တန်ခါကလည်းပိုရေးဖြစ်ကျမ်းပြုတဲ့တန်ခါကလည်းပိုပြီးတော့ကျမ်းတွေကို ပြုတ်ဖြစ်တယ်အဲဒီလိုမှမဟုတ်ရင်တရားလုတ်တဲ့ဘုန်းကြီးကလည်းပိုပြီးတော့တရားလုတ်ဖြစ်စာချပေးတဲ့ဘုန်းကြီးကလည်းပိုပြီးတော့စာတွေကိုစနစ်တကျနဲ့ပိုပြီးတော့ဇွဲကောင်းကောင်းနဲ့ချပြတယ်ဟုတ်တယ်မလားအဲ့ဒီအချိန်မှာကိုယ်သင်္ကန်းလေးဝစ်ပြီးတော့အဲ့ဒီလုပ်ငန်းတွေလုပ်ရင်ကိုဘာကုသိုလ်မရဘူးလား ရတယ်အဲ့ဒါကြောင့်ဝါဇုသင်္ကန်းဆက်ကလူရန်ရင်ပြောကြည့်ပါဝါဇုသင်္ကန်းဆက်ကလူရန်ရင်ကဲနောက်တစ်မျိုးကတော့တို့သူတော်စင်မရဘာလောက်တာလဲလို့ပြင်ရေတွင်ရေကန်ဒုဖို့လူရန်ရင်တဲ့ပြောကြည့်ပါရေတွင်ရေကန်ဒုဖို့လူရန်ရင်အေးရေတွင်ရေကန်ဆိုတာတို့အများဆုံးဒီရက်ွက်ထဲမှာနေတယ်တက်နိုင်တယ်မရေအိုးစင်လေးတွေတဲမယ်သူတို့ဘာပင်မလာတဲ့ကိုကအဲ့ဒါမျိုးကုသိုလ်လုပ်လို့မရဘူးလား အဲ့ဒါမျိုးရေအိုးစင်လေးတွေကိုအင်ရှိမှထားတတက်ရရလေးနဲ့နေတိုင်းရေဖြည့်ပြီးရေဖြည့်ပြီးအဲ့ဒီကုသိုလ်မျိုးလေးတွေရနေရင်လည်းပဲဘဝဂတိတွေမြဲတယ်အဲ့ဒါရေတွင်ရေကံရေအိုးစင်စသည်လူရန်ကြီးပြောကြည့်ပါဦးရေတွင်ရေကံရေအိုးစင်စသည်လူရန်ကြီးနောက်တစ်ခုကကြောင်းဆောက်ပြီးတော့လူရန်ကြီးတဲ့ဘာလူရန်ကြီးကြောင်းဆောက်ပြီးတော့လူရန်ကြီးတို့သူတော်စင်များကြောင်းဆောက်ပြီးတော့လူရန်နဲ့ဆိုတာအခုဒီမှာဓမ္မအောင်ဆောက်ကြတာမရှိဘူးလား ဒီထဲမှာအများကောင်းမှုတွေမပါဘူးလားအဲ့ဒါမျိုးလုပ်ငန်းတွေကောင်းရင်ဒါကြောင်းတကာတွေပါပဲဟုတ်တယ်မို့လားအဲ့ဒါမျိုးကိုကသီးတန့်ကြီးတဆောင်ကြီးလုံးဆောက်ပြီးတော့မလူနိုင်ရင်သူတို့ဘာကကြောင်းနဲ့ပတ်သက်ပြီးတော့လူခံနေရင်ကိုကနေပြီးတော့သွားပြီးတော့အဲ့ဒီငွေလေးတွေထည့်လို့မရဘူးလားအဲ့ဒါမျိုးလုပ်ငန်းလေးတွေလုပ်ပေးမယ်အဲ့ဒီလိုမှမလုံနိုင်ရင်သစ်ပင်စိုက်ရင်လည်းရတယ်ဘာစိုက်ရင်သစ်ပင်စိုက်ရင်လည်းကြောင်းလူတာနဲ့အတူတူပဲအဲ့ဒါစုပေါင်းလိုက်လို့ရှိရင် တို့ဘဝဂတိမြဲဖို့ရလောက်ရမယ်ကုသိုလ်ဘယ်နှမျိုးလဲခုနှစ်မျိုးဘယ်နှမျိုးလဲခုနှစ်မျိုးရှိတယ်ပြောကြည့်ပါဦးဘာတွေလဲလဲသရဏဂုံသုံးပါးဆွဲဆွဲမြဲမြဲစောင့်တည်ခြင်းငါးပါးတိလစောင့်ထိန်ခြင်းစေရဓမေချလူရန်ခြင်း15ရက်တကြိမ်ဆုံးလောင်းခြင်းဝါစုသင်္ကန်းဆက်ကလူရန်ခြင်းရေတွင်းရေကံ တောက်ရည်ဝုစဉ်သတ်ပြီးလူရန်ညင်ကြောင်းဆောက်ပြီးတော့လူရန်ညင်တဲ့ဘယ်နှမျိုးလဲအဲ့ဒါပုထုဇဉ်ဖြစ်နေတို့လောက်ရမယ်လုပ်ငန်းနေဥစဉ်တို့ဘုံကြီးဝဲ့နေတာမှန်တယ်အပေကိုပိတ်စီတဲ့ပါမစ်ပေးထားတာမရှိဘူးကိုကိုတိုင်အပေမသွားရအောင်ကုသိုလ်လုပ်ထားမှရတာဟုတ်တယ်မလားတို့သူတော်ဇဉ်တို့လည်းပုထုဇဉ်ဥစဉ်တို့လည်းပုထုဇဉ်တယောက်နဲ့တယောက်ကဘာကွာတယ်လဲပြောတော့ကာလာကွာတယ်သီလကွာဟုတ်တယ်မလား အယောင်ဆင်းกว่าတယ်နေဘုံထိုင်ဘုံกว่าတယ်ကိုချင်းသီလာချင်းกว่าနေတာမရှိဘူးလားအေးကိုချင်းသီလာกว่าတယ်ဆိုတော့လူက၅ပါးသီလာဘုန်းကြီးရဲ့သီလာက228ပါးရှိဘယ်လောက်ရှိလဲ228ပါးရှိအဲ့ဒါကြောင့်လောကလူသားကအယုသိပေးပြီးတော့ဝိချရာတွေလုပ်နေရတာမရှိဘူးလားအဲ့ဒါမျိုးกว่าဟချက်တွေရှိတယ်အဲ့ဒါကြောင့်တို့သူတော်စင်များကိုဘဝလေးတွေနဲ့ကိုဘယ်ဘဝမှာပဲနေနေသာသနာဝန်ထမ်းဘဝနဲ့နေတာပဲဖြစ်ဖြစ်လူဘဝနဲ့နေတာပဲဖြစ်ဖြစ် ပုထုဇဉ်ဖြစ်ရင်တို့အဲ့ဒီကုသိုလ်ဘယ်နှမျိုးလဲခုနှစ်မျိုးကြိုးစားပြီးလုပ်ဖို့မလိုဘူးလားလိုအပ်တယ်တဲ့ကဲနောက်တစ်မျိုးကတို့သူတော်စင်များလူဖြစ်ကြတဲ့ပုဂ္ဂိုလ်ဒီဘဝကတိတွေမြဲကျင်နေဆိုရင်တဲ့ဘာတွေလုပ်ရမလို့အကျင့်၅မျိုးကျင့်ရမယ်တဲ့ဘယ်နှမျိုးကျင့်ရနံပါတ်၁ကယုံကြည်မှုနဲ့ပြည့်စုံခြင်းပြောကြည့်ပါဦးယုံကြည်မှုနဲ့ပြည့်စုံခြင်းကံကိုကြကြနာနာယုံဝကံရဲ့အကျိုးကိုကြကြနာနာယုံဝ ယရနာ၃ပါးကိုကြာကြာနာနာယုံရမယ်။အဲ့ဒီယုံကြည်ချက်အားနေနေဘာသာရေးမလုပ်ဖြစ်ဘူး။ဘာမလုပ်ဖြစ်ဘူး။ဘာသာရေးမလုပ်ဖြစ်ဘူး။အဲ့ဒါကြောင့်အဲ့ဒီယုံကြည်ချက်အားကောင်းဖို့မလိုဘူးလား။အားကောင်းအောင်ကြိုးစားရမယ်။နေ့စဉ်နဲ့အမျှဟုတ်တယ်မလား။ကဲနောက်နံပါတ်၄ကကြတော့ဒုသူရောစင်များသီလနဲ့ပြည့်စုံခြင်းပြောကြည့်ပါသီလနဲ့ပြည့်စုံခြင်းကိုချင်းသီလကောင်းအောင်နေဖို့မလိုဘူးလား။ ကိုချင်းသီလကောင်းတယ်ဆိုတာများများဆဆမဟုတ်ပါဘူးငါးပါးသီလခုနပြောတဲ့အတိုင်းတတ်တာဖြတ်တာတွေတို့သူတော်စင်များလွန်ကျူးနေတာရှိရင်လျှော့ဖို့လိုတယ်တစ်ဖြည်းဖြည်းနဲ့ဖြတ်ဖို့လိုတယ်နောက်ကိုရဝတ္တာတွေတက်နိုင်သမျှရှောင်ဖို့လိုတယ်သူတော်ဘာသာမယစော်ကားတာတွေတက်နိုင်သမျှရှောင်ဖို့လိုတယ်လိညာပြောဆိုတာတွေတက်နိုင်သမျှရှောင်ဖို့မလိုဘူးလားလိုတယ်ကဲနောက်ဆုံးတစ်မျိုးအရက်သေးတာတောက်စားမှုတွေကိုရှောင်မယ်ဆိုရင်အဲ့ဒီပုဂ္ဂိုလ်ကငါးပါးသီလနဲ့ပြည့်စုံတော့တယ် ငါးပါးသီလနဲ့ပြည့်စုံရင်လူကောင်းသူကောင်းဆင်းရဲလေဂုံတရင်ရှိတဲ့ဆင်းရဲသားပဲဖြစ်ဟုတ်တယ်မလားချမ်းသာလေသီလရှိမှဂုံတရင်ရှိတာသီလမရှိရင်အဲ့ဒီပုဂ္ဂိုလ်ဒီဘာသာရေးရှုတော်မှာကြည့်ရင်အောက်ခြေခံတော်မရှိသေးဘူးဟုတ်တယ်မလားအဲ့ဒါကြောင့်မို့ယုံကြည်မှုနဲ့ပြည့်စုံခြင်းသီလနဲ့ပြည့်စုံခြင်းပြောကြည့်ပါယုံကြည်မှုနဲ့ပြည့်စုံခြင်းသီလနဲ့ပြည့်စုံခြင်းကဲနောက်တစ်မျိုးသွားပြီးတော့ကြည့်လိုက်ရင်ဘဟုတုတ္တနဲ့ပြည့်စုံခြင်းဘာနဲ့ပြည့်စုံ အေးဘုသူတ္တနဲ့ပြည်စုံရင်လောကမှာနေတဲ့ခိုက်တာဘုသူတ္တကစီးပူးမှရတယ်ခုဦးဇင်းတို့ဘုန်းကြီးဝတ်ထားတယ်ဟာငါဘုန်းကြီးပဲကွာဘုသူထည့်တွေ့ရမှာလဲလို့အဲ့ဒါမျိုးနေနေပြီးတော့ကိုယ့်ရဲ့ဆရာသမားစီကလည်းပညာမယူရင်ကိုနဲ့ရွယ်တူဖြစ်ပေမဲ့ကိုယ့်ရဲ့ပညာတော်နေတက်နေကိုကသူ့စီကနေပညာတွေယူဖို့လိုတယ်ပေါ့အဲ့ဒါမျိုးလည်းမယူဘဲနဲ့ကိုဟန်နဲ့ကိုမန်နဲ့နေရင်တဏီကုံနေလည်းပဲအသက်ဆန်းပညာဘာမှမရဘူး နှစ်ရက်နေလည်းမရောက်သုံးရက်နေလည်းမရောက်တစ်နှစ်နေလည်းမရပဲဖြစ်သွားပြီတော့တို့သူတော်စင်များတဖြည်းဖြည်းနဲ့ဘဟုတုတ္တခေါင်းမာတဲ့ပုဂ္ဂိုလ်ဖြစ်သွားเสียအကြောင်းမရှိဘူးလားအဲ့ဒါမျိုးမဟုတ်ဘဲနဲ့ဘဟုတုတ္တအာကောင်းတို့ကစီးပူးဖို့မလိုဘူးလားလိုတယ်အဲ့ဒါကြောင့်ဘဟုတုတ္တနဲ့ပြည့်စုံခြင်းဘာနဲ့ပြည့်စုံခြင်းဘဟုတုတ္တနဲ့ပြည့်စုံခြင်းကဲဘယ်နှမျိုးရသုံးမျိုးရယုံကြည်မှုနဲ့ပြည့်စုံခြင်းသီလနဲ့ပြည့်စုံခြင်းဘုဒ္ဓတနဲ့ပြည့်စုံခြင်း ကဲနောက်တစ်မျိုးသွားပြီးတော့ကြည့်ရင်စာကနဲ့ပြည့်စုံရင်တဲ့ဘာနဲ့ပြည့်စုံရင်စာကနဲ့ပြည့်စုံရင်စာကဆိုတာသေကန်းစွန့်ကြဲတာကိုပြောတာဘာကိုပြောတာလဲသေကန်းစွန့်ကြဲတာဥစဉ်တို့ဖုံကြီးကြည့်တဲ့ပေးခိုင်းတာမဟုတ်ဘူးတို့သူတော်စင်များဒီရက်ကွာမှာနေရင်ကိုကနေနိုင်ထိုင်နိုင်ကိုနှန်းကပုဂ္ဂိုလ်ကစားစရာမရှိတက်နိုင်တယ်မြတ်ပေးလိုက်အဲ့ဒါကုသိုလ်ပဲစာကဟုတ်တယ်မို့လားအေးကိုနှန်းလေးမှာခွေးတော်ဝါတကောင်မဲထားမစားရမတော့ရပိန်လိန်နေတယ် ကိုကနည်းနည်းလေးစားရတော့ရရှိတယ်တက်နေတယ်များသူ့ချကျွေးလိုက်ဒါသည်လည်းပဲပါလေကုသိုလ်တရားနောက်ဒီဘက်ကကိုရဲ့ဘက်ကရှိတယ်မျိုးသက်တဲ့လူငယ်တွေနဲ့ပတ်သက်ပြီးတော့တက်နေတယ်များပေါ့မူလာရန်ကျောင်းလေးတွေရှိမယ်ဆိုရင်လည်းအဲ့ဒီကျောင်းလေးတွေမှာသွားပြီးတော့အာဟာရတိုက်ကျွေးတာမျိုးနောက်တက်နေတယ်များသွားပြီးတော့လူရန်နာမျိုးစောက်စာရန်လေးတွေလူရန်နာမျိုးဒါမျိုးလေးတွေလုပ်လို့မရဘူးလားအဲ့ဒါမျိုးလောကကုသိုလ်တွေလည်းလုပ်เสียရတယ်အများကြီးရှိတယ်ဘုန်းကြီးလူမှကုသိုလ်မဟုတ်ဘူးဘုန်းကြီးကြီးတဲ့လူယုံနဲ့လည်းမပြီးဘူးဆိုတာကို ကောင်းကောင်းသဘောပေါက်ဖို့လို့သလားမလို့လားလို့တယ်အဲ့ဒါကြောင့်မို့စာကနဲ့ပြည့်စုံခြင်းတဲ့ဘာတယ်လဲစာကနဲ့ပြည့်စုံခြင်းကဲနောက်ဆုံးတစ်မျိုးကပညာနဲ့ပြည့်စုံခြင်းတဲ့ဘာနဲ့ပြည့်စုံအေးပညာနဲ့ပြည့်စုံတာပညာမပြည့်စုံရင်ဆင်ញညာမရှိတော့ဘူးလို့ပြောကြည့်ပါပညာနဲ့မပြည့်စုံရင်ဆင်ញညာမရှိတော့ကိုထင်တဲ့အတိုင်းပဲပြောချလိုက်ကိုထင်တဲ့အတိုင်းပဲလှုပ်ချလိုက်တယ်စာနဲ့ပေးနဲ့ဆက်ဆက်ပြီးတော့ ဒါမျိုးမရှိတော့ဘူးအဲ့ဒါမျိုးကြီးကြောင်ပညာသည်ရေးကြည့်သလားမကြည့်ဘူးလားရေးကြည့်တယ်အဲ့ဒါကြောင်စုပေါင်းလိုက်လို့ရှင်တို့သူတော်စင်များတရားဘဏ္ဍပါ၅ပါးပါဠိလိုလေးမှတ်ထားရင်တော့သဒ္ဓါသီလသုဒ္ဓစာကပညာပြောကြည့်ပါသဒ္ဓါသီလသုဒ္ဓစာကပညာဘယ်နှမျိုးလဲအဲ့ဒီ၅မျိုးကိုတို့သူတော်စင်များကျူးကျူးစားစားနဲ့ဖြစ်စည်းဖို့လိုသလားမလိုလား ဒါကလည်းတို့ကလူဖြစ်တုံးလို့ရတာဟုတ်တယ်မို့လားလူဘဝကနေသေသွားပြီဆိုရင်မသေးကြတော့ဘူးနောက်ဘဝဘယ်ရောက်မယ်ဆိုတာသိရလားဥစဉ်တို့ပြန်တော်မူလဲဘယ်ရောက်မယ်ဆိုတာမသိဘူးတို့သူတော်စင်များသေလည်းပဲဘယ်ရောက်မယ်ဆိုတာသိလားမသိတဲ့အတွက်ကြောင့်ကိုယ်ဘဝလေးကိုအနေရဲအောင်သေရဲအောင်ကြိုးစားထားဖို့မလိုဘူးလားအဲအဲ့ဒီတိုင်ကြိုးစားပြီးတော့တို့သူတော်စင်တို့ရဲ့ဘဝကိုတဆင့်နဲ့တဆင့်မြင့်မို့ရလိုပါတယ်အဲ့ဒီတိုင်လေး မြင့်တင်နိုင်တဲ့သူတော်ကောင်းများဖြစ်ကြဖို့ဦးစင်ကတိုက်တွန်းပါတယ်အဲဒါကြောင့်ဒီနေ့ညဟောတဲ့ပြောတဲ့တရားပြန်လည်ပြီးတော့ဤကုံချုပ်ကြည့်ရင်တရားကောင်းစီဘာပေးထားလဲမမြဲတဲ့ဘဝမှာမြဲတာရှာတဲ့ပြောကြည့်ပါဦးဗါရလေအဲဒီတရားကောင်းစီရဲ့အောက်မှာဦးစင်ဟောခဲ့ပြောခဲ့တာကိုပြန်လည်ပြီးတော့ဤကုံချုပ်ပြီးအနှစ်ကိုပြန်ပြောရင် ဘုထုဇဉ်နှစ်မျိုးပြောပြခဲ့တယ်ဘုထုဇဉ်ဘယ်နှမျိုးနှစ်မျိုးအေးကလေဒီဘက်ကအန္တဘုထုဇဉ်နဲ့ကလျာဏဘုထုဇဉ်ပြောကြည့်ပါဦးအန္တဘုထုဇဉ်နဲ့ကလျာဏဘုထုဇဉ်အဲ့ဒီဘုထုဇဉ်တို့ရဲ့ဘဝတွေဘဝတွေမြဲရဲ့လားမမြဲဘူးအဲ့ဒီဘုထုဇဉ်ဆိုတာကဘုထုနဲ့ဇဏပေါင်းတာဘုထုကများစွာသောကိလေသာတွေကိုဇဏကဖြစ်စေတတ်တယ် ကိလေသာပေါင်းမြောက်များစွာဖြစ်စေတဲ့လို့ဘာလို့ခေါ်ရတာပုထုဇဉ်လို့ခေါ်ရတာအဲ့ဒီပုထုဇဉ်တွေမှာဖြစ်တဲ့စိတ်တက်ဟာ10မျိုးရှိတယ်ဘယ်နှမျိုး10မျိုးရှိတယ်လောဘဒေါသမောဟမာနဒိဋ္ဌိဝိသိကိစ္စထိနာဥဒိစ္စအာဟိရိကနုတ္တပါပေါင်းရင်ဘယ်နှမျိုးအဲ့ဒီ10မျိုးတိပုထုဇဉ်မှာ ဖြစ်တတ်တယ်အဲ့ဒါကြောင့်မို့တို့သူတော်စင်များဖြစ်တတ်တာတော့မှန်တယ်အလွန်ကြုံကြတော့ကောင်းရင်လား မကောင်အလွန်ကျွံဖြစ်တို့သူတော်စင်များဘဝကူးတဲ့အခါကျတော့ယုံနေတဲ့ဘဝရောက်သွားလိမ့်မယ်ဒီနေရာမှာပုရုဇဉ်သေရင်ဘယ်ဘုံဌာဏကိုသွားရမယ်ဆိုတာတိတိကျကျတို့မသိနိုင်ဘူးတဲ့စုပေါင်းဂတိ၅မျိုးသွားနိုင်တယ်ဘယ်နှမျိုးလဲအေးပါဠိလိုလေးပြောလို့ရှင်ရင်ဒေဝဂတိမနုဿဂတိနိရယဂတိပေတဂတိတိရိသာနာဂတိမြန်မာလိုပြောရင်နတ်ဖြစ်နိုင်တယ် လူပြန်ဖြစ်နိုင်တယ်ငရဲကြနိုင်တယ်ပြိတ္တာဖြစ်နိုင်တယ်နောက်ဆုံးကတရိษံဖြစ်နိုင်တယ်ဘယ်နှမျိုး၅မျိုးဖြစ်နိုင်တယ်ဘယ်ပုံသွားရမလဲလို့တို့တိတိကျကျသိရလားအဲဒါကြောင့်မမြဲတဲ့ဒုဗောဟလေးမှာမြဲရမြဲကြောင်းကုသိုလ်လေးတွေလုပ်ပါအဲဒါခုနှစ်မျိုးလုပ်ရမယ်တဲ့ဘယ်နှမျိုးခုနှစ်မျိုးလုပ်ရမယ်တဲ့ကဲဘာတွေလုပ်ရမလဲပြောရင်သရဏဂုံဆွဲဆွဲမြဲမြဲစောက်တည်ခြင်းငါးပါးသီလစောင့်ထိုင်ခြင်း ရိဒံမေချလူရံရင်15ရက်တကြိမ်စွမ်းလောင်ရင်ဝါစုတင်ငန်းဆက်ကလူရံရင်ရေတွင်းရေကတောက်ရေဥစဉ်စပြီလူရံရင်ကျောင်းဆောက်လူရံရင်ပေါင်းရင်ဘယ်နှမျိုးခုနှစ်မျိုးအဲ့ဒီခုနှစ်မျိုးရှိရင်ပုထုဇဉ်ဖြစ်ပေမဲ့ဘဝကတိမြဲပါတယ်မြဲတယ်ဆိုတာကအပေ၄ပါးကိုမသွားတာပြောတာဗာ၄ပါးကိုအပေ၄ပါးကို အဲမသွားဘူးတဲ့နောက်တစ်ခုကဂတိမြဲခြင်းရင်တို့သူတော်စင်များငါးမျိုးကျင့်ရမယ်တဲ့ဘယ်နှမျိုးငါးမျိုးကျင့်ရမယ်သဒ္ဓါသီလသုဒ္ဓါစာကပညာမြန်မာလိုပြောရင်ယုံကြည်မှုနဲ့ပြည့်စုံခြင်းရယ်ကိုကျင့်သီလနဲ့ပြည့်စုံခြင်းရယ်ဘုသုဒ္ဓနဲ့ပြည့်စုံခြင်းရယ်ပိကံစွန့်ကျဲမှုနဲ့ပြည့်စုံခြင်းရယ်ပညာနဲ့ပြည့်စုံခြင်းရယ်ဘယ်နှပါးငါးပါး အဲ့ဒီ၅ပါးဒုသူတော်စင်များကြိုးစားပြီးတော့ဖြည့်စည်ရင်လည်းပဲဘဝကတိတွေမမြင်နိုင်ဘူးလားမြင်နိုင်တယ်အဲ့ဒါကြောင့်ကြွားရောက်လာကြတဲ့အာလုံတော်သူတော်စင်ပြိတ္တအပေါင်းသူတော်ကောင်းတို့သည်မိမိကိုယ်တိုင်ကလည်းပဲတန်ဖိုးရှိတဲ့လူဘဝကိုရနေတဲ့အခိုက်အတန့်တန်ဖိုးမဖြစ်နိုင်တဲ့ဗုဒ္ဓသာသနာတော်မြတ်ကြီးနဲ့လည်းတွေ့နေတဲ့အခိုက်အတန့်မှာကိုယ့်ရဲ့ဘဝကိုတဆင့်နဲ့တဆင့်မြင့်အောင်ကျင့်ကြံကြိုးကိုပွားများအထောက်နိုင်ကြဘုံပြီး၍ ဒုက္ခခတ်သိမ်းတို့ရဲ့ချုပ်ငြိမ်းရာဖြစ်တဲ့နိဗ္ဗာန်သို့ရလွယ်ရောက်လွယ်မျက်မှောက်ပြုလွယ်နိုင်ကြပါစေကုန်သတည်း